Every time သတင်းဌာနရဲ့အော်တိုဘန်လ25ရက်တမနေသတင်းစီစဉ်တွေကိုတင်ဆက်ပေးသွားပါမယ်။အိန္ဒိယနဲ့ဆက်မီဇိုရမ်မှာမြန်မာအထုပ်သက်တွေပါဝင်လက်နက်ခဲယမ်းတွေသိမ်းဆီးရမိခဲ့ပါတယ်။ကာကင်စတန်နှစ်ခုကို AA နဲ့မဟာမိတ်တွေထက်မှန်သိမ်းပိုင်လို့ကပ္ပစ16နီ၄မိုင်ဝန်းကျင်ကိုရောက်ရှိနေပါတယ်။ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာမုန်တိုင်းငယ်ဖြစ်ပေါ်နေပြီးမြန်မာနိုင်ငံကိုဝင်ရောက်ခြင်းမရှိဘူးလို့သိရပါတယ်။ ရွေးကောက်ပွဲဥပဒေကိုလိုဒလိုကစားနေတဲ့စစ်ကောင်ရှင်က PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ရဲ့ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ကိုပယ်ဖျက်ခဲ့ပါတယ်။ထိုင်းပြည်သူတွေရဲ့အကျိုးကိုတည်ဖို့ဆောင်ရွက်ခဲ့တဲ့ဘုရင်မေတော်မိဖုရားကြီးတိရိခေကွယ်လွန်ခဲ့ပြီးနိုင်ငံအတွက်ဝန်내ချင်းကာလတစ်နှစ်သက်မှတ်ခဲ့ပါတယ်။ရန်ကုန်မြို့နယ်မှာရုံတက်ရုံဆင်းချိန်အများဆုံးပြေးဆွဲနေတဲ့အောက်ဆိုင်ကားမှောက်လို့လူတအုပ်တေဆုံးပြီး9ဦးတန်ရာရခဲ့ပါတယ်။ အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုဖော်ဆောင်ဖို့မခက်ခဲဘူးလို့မလေးရှားပြောပါတယ်စစ်ကောင်မရှင်ကစွန့်ရင်ကန်နာကနေဗန်နာငွေရရှိရေးတရုတ်နဲ့ထိုင်းကိုယင်းနှိမ့်နှံဖို့ဖိတ်ခေါ်ပူပေါင်းပြီးဒန်းငွေတွင်တူးမယ်လို့ဆိုပါတယ်မြန်မာစစ်ကောင်မရှင်ရဲ့တူယောင်ရွေးကောက်ပွဲကိုစန့်ကျင်ဖို့အာဆီယံဖွဲ့ကို HRW တောင်းဆိုခဲ့ပါတယ်